ခေတ်သစ်မီဒီယာရဲ့ post တစ်ခုမှာ left free ရပေးခဲ့တာကြောင့် director ဇပူထွန်းသက်လွင်နဲ့လူငယ် director အောင်ချမ်းလူလိုနှစ်ဦးရွေးကောက်ပွဲကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ထက်မှန်ဖန်ဆီးခံရ မင်္ဂလာပါပရိသတ်ကြီးရှင်ဒါရိုက်တာသက်လွင်ခေါ်ဇဘူးထွန်းသက်လွင်နဲ့ဒါရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့ကိုပါတီစိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးအရေးယူလိုက်တယ်လို့ပြည်သာရေးဝန်ကြီးဌာနကမနေ့ကအောက်တိုဘာလ31ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ် ခေတ်သမိုင်းကိုဒုံဆိုင်ကြသူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနဲ့ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်တွေကိုဝေဖန်နေကြတဲ့သူတွေကိုအားပေးထောက်ခံခဲ့တဲ့အတွက်ဖန်ဆင်းရေးယူခဲ့တာဖြစ်တယ်လို့ကြေညာချက်မှာရေးသားထားပါတယ်။ အခုကရွေးကောက်ပွဲဇလန်ကိုလက်ဖရီရဲ့ပေးလို့ဖန်ဆီးခံရတာလို့သိရတယ်။နောက်ထပ်လည်းရွေးကောက်ပွဲနောက်ဆက်တဲ့သူတွေကိုစုံစမ်းဖော်ထုတ်ပြီးဆက်လက်အရေးယူဖို့ရှိတယ်လို့လည်းပြောထားတာရှိတော့ဒါနဲ့ပတ်သက်ပြီးအစိုးရဘက်ကအချိန်အဟုန်နဲ့အထီးထီးရောက်ရောက်ဆောင်ရွက်သွားမယ့်သဘောရှိနေတယ်။အဲ့ဒီတော့ပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့တည်တည်ချာချာသတိပြုလေ့လာထားစေချင်တယ်။ဒါမှသာဒီဥပဒေနဲ့ညှိစွန်းမှုမရှိမှဖြစ်ပါတယ်လို့ဥပဒေရေးရာကျွမ်းကျင်သူတယောက်ကပြောပါတယ်။ ပြည်ထောင်ဝင်ကြီးဌာနအနေနဲ့ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကလည်းဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇပုတ်တယောက်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွန်းနဲ့ဟာတာတယောက်ဆောင်အုံတိုင်းခေါ်စောမြင့်တို့ကိုရွေးကောက်ပွဲဇလန်းနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်ခဲ့တာကြောင့်ဖန်းစီရေးယူခဲ့တာပဲဖြစ်ပါတယ်အခုလိုရေကပွဲဇလန်းနဲ့ပတ်သက်ပြီးဝေဖန်သူတွေကိုအရေးယူခံနေရတာတွေကြောင့်အစိုးရစက်ကားမှာပအဝင်တရုပ်ဆောင်ခဲ့သူတွေအနေနဲ့အစိုးရမှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့အဲဒီဇက်ကားမှာအဓိကပါဝင်တရုတ်ဆောင်ခဲ့ကြတဲ့အနုပညာရှင်တွေအနေနဲ့၎င်းတို့ရဲ့လူမှုကွန်ရက်မှာ common box တွေပိတ်ထားကြရတဲ့အထိပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုခံနေကြရတာလည်းဖြစ်ပါတယ်။ ပါတီစုံရွေးကောက်ပွဲအပေါ်နီလန်းမျိုးစုံနဲ့နှောက်ရှက်ဟန်တာနိုင်မဲ့အခြေအနေမှာကာကွယ်တားဆီးနိုင်ဖို့ဟုဆိုက2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူတွေကိုထိတိယောက်ယောက်အရေးယူဆောင်ရွက်သွားမယ်လို့လည်းသိရပါဗျာ။ အဆိုပါပုံမှန်23ကကြီနဲ့အရေးယူခံရပါကပြည်တံအနေနဲ့ထောင်တန်းအနည်းဆုံး3နှစ်မှအများဆုံး9နှစ်အပြင်ငွေတန်းလဲချမှတ်နိုင်တဲ့ပုံမှန်ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှုအတွက်အမျိုးသား83ရောက်အမျိုးသမီး9ရောက်စုစုပေါင်း88ရောက်ကိုအရေးယူထားတယ်လို့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကမနေ့ကအောက်တိုဘာလ31ရက်နေ့မှာထုတ်ဖော်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ရွှေကပွဲဆိုင်ရာကာကွယ်ပေးရေးဥပဒေနဲ့ညှိစွန်းခဲ့တဲ့ဒါရိုက်တာစပူထွန်းသက်လွင်ဟာခေတ်သစ်မီဒီယာရဲ့ post နဲ့ဒါရိုက်တာကိုပေါ့ရဲ့ post မှာ left free ရဲ့ပေးခဲ့တာကြောင့်ဖန်ဆီးထိမ့်သိမ်းခံခဲ့ရတာဖြစ်ပြီးလူငယ်ဒါရိုက်တာအောင်ချမ်းလူကလည်းအစိုးရရန်ရန်ချမ်းရေးသားထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝေဖန်ထောက်ပြမှုအပေါ်မှာလက်ဖရီရပေးခဲ့တာကြောင့်ဖန်ဆီးထိမ့်သိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။